ကျွန်တော်တို့ရဲ့တိုင်းရင်းသားနက်နက်ကင်အချင်းချင်းကြားမှာလဲစီယုံဖို့လိုအပ်တယ်လူထုအချင်းချင်းကြားမှာစီယုံဖို့လိုအပ်တယ်အခုကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ပြန်မြင်ကြည့်ရင်တော့အချမ်းမြောက်ဆိုရင်လည်းတရုတ်ဟိုဟိုပါဘောနော်ခေါင်းဆောင်တင်ထားတယ်လို့ပဲပြီးရင်စကားစပါမယ်အမဲတမ်းဒီနှစ်ခုပေါ့နော်ကျွန်တော်တို့ဒီတိုင်းပြည်ရဲ့ပြဿနာရှမ်းပြည်ပြဿနာအဆဖြစ်တာလေဒီရဲ့အဲဒီစစ်ကောင်စီရဲ့သွေးခွဲမှုတွေကြောင့်ကျွန်တော်ဖြစ်ခဲ့တာကျွန်တော်ရဲ့ပုံရံသူကျွန်တော်သိရမယ်ဒါပေမဲ့ ဟို32ခုစစ်စင်ရေးပြီးတဲ့နောက်ပိုင်းမှာလဲစကားဆာနဲ့စကားပြောကြတယ်ပေါ့ကျွန်တော်တို့ပြောချင်တာကစကားဆာနဲ့မပြောဘဲနဲ့တိုင်းရင်သားလက်နက်ကန်ချင်းချင်းကြားထဲမှာပေါ့နော်ပြည်နယ်ထဲမှာရှိရလက်နက်ကန်ချင်းကြားမှာဆွေးနွေးဖို့လိုအပ်တယ်ကိုပါဖြစ်ချင်တယ်ကိုပါလုပ်ချင်တယ်ကိုပါရချင်တယ်ပေါ့ဒါကလည်းလူထုတွေရဲ့ပြောတဲ့စကားလုံးကိုကျွန်တော်ပြန်ပြီးတော့ပြောပြရပဲရှိတယ်အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီကနေ့အတွက်ဗီဒီယိုကောင်းလေးအနေနဲ့ပေါ့နော်ကျွန်တော်တို့အတွက်လည်းဘူတာရစီမင်းဗီဒီယို file လေးကို တင်ဆက်ပေးလိုက်ပါတယ်။အားကြောင့်မနော်စုံနေလိုက်ပါချစ်ချူပုတ်တို့ကိုဖိတ်ခွန်းလိုက်ပါတယ်။ဒါဆိုလို့ကျွန်တော်စလိုက်အောင်ပြ။ဒီတစ်ပတ်တွေ့ဆုံဆွေးနွေးကမှာတော်လန်ရင်ဝိညာဉ်ပျောက်သွားတဲ့ရှမ်းလက်နှက်ကိုင်းဆိုတဲ့စောင်းမနဲ့ပတ်သက်ပြီးကြောက်ဆူဆွေးနွေးပေးဖို့လွတ်လပ်တဲ့တိုင်းရင်းသားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ရှမ်းတန်တော်စင့်ရဲ့မြန်မာပိုင်းအေဒါနန်းစံနုံကိုကျွန်တော် EAOD စတူဒီယိုထဲဖိတ်ခေါ်ထားပါတယ်။ကျွန်တော်က EAOD မြန်မာပိုင်းအေဒါရဲ့နေပါ။ ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုရင်းနေအဲခုလိုလာပြီးတော့ AR ကိုဆွေးနွေးပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ရှိတဲ့အကြောင်းပထမဆုံးအဲဆန်တော်ပြောပြစေဟုတ်ကဲ့ပါကျေးဇူးပါကိုရင်းနေတို့ဖိတ်တဲ့အတွက်လည်းအရင်ကျေးဇူးတင်ပါတယ်ခဏရေးတဲ့ဆောင်းပါပေါ့ဗျာအခုကျွန်တော်တို့ဒီဖတ်ရတယ်နောက်ပြီးတော့ဖတ်လို့လည်းကြိုက်တဲ့အခါမှာကျတော့ပြန်ပြီးတော့ရှမ်းတန်တော်ဆင်းကနေတဆင်ကျွန်တော်တို့ AR မှာလည်းဖော်ပြဖော်ပြတဲ့အခါမှာလည်းအလူပတ်များတဲ့အထက်မှာပါတာပေါ့ဆိုတော့ဒီ ဆောင်းပါးနဲ့ပတ်သက်ပြီးတော့အဲနည်းနည်းလောက်မေးပါရစေပထမဆုံးမေးခွန်းကခုနောက်ကခေါင်းစဉ်တင်ထားတဲ့ဆောင်းပါးခေါင်းစဉ်ဟလာအဲတော်လှန်ရေးဝိညာဉ်ပျောက်သွားတဲ့ရှမ်းလက်နက်ကိုင်ဆိုပြီးတော့အတင်ခဲ့တာ哦ဆိုတော့အဲ့ဒီလူမျိုးတကယ်ပဲအဲဆောင်းပါးထဲမှာလည်းရေးထားတဲ့လူမျိုးရှမ်းလူလူရပ်ဖက်လူလူတွေကြားထဲမှာအတော်တော်လေးကိုကြက်ကြက်ပြန့်ပြန့်ဝေဖန်နေကြတာလားဗျာ အာဒီဆောင်ပါပေါ့နော်စချင်းတော့ကျွန်တော်တို့ဒီဆောင်ပါစဖြစ်လာတဲ့အကြောင်းကကျွန်တော်အိုးရဲ့အော်ဒီနေ့ရဲ့နေ့ဥပိုင်းမှာနိုင်ရည်ဝါရည်နိုင်ရည်ရှမ်းနိုင်ရည်ကောင်းဆောင်တရားနဲ့ကျွန်တော်တို့တွေ့ဆုံခဲ့အဲ့မှာကသူ့အနေနဲ့ကလည်းဒီကိစ္စကိုကျွန်တော်တို့ထက်ထက်ဝင်ဝင်ပြောခဲ့တယ်ပေါ့နော်သူတို့ကျွန်တော်တို့တော်လန်ရည်ကိစ္စတွေဒီရှမ်းနဲ့ကကိစ္စတွေကဘယ်လိုဖြစ်နေလဲဆိုတာပေါ့နော်သူကိုယ်တိုင်လည်းပြောခဲ့တယ် ဝိညာဉ်အတိကကောင်းစင်ကတော့သူ့စီကကျွန်တော်ရခဲ့တာရဒီကောင်းစင်ကကျွန်တော်နတ်နတ်ကင်တွေကဝိညာဉ်ပြောင်းနေဒေါ်လာရင်းဝိညာဉ်ပြောင်းနေတယ်ဆိုတဲ့ဟာပေါ့နော်ဒါဟုတ်ကျွန်တော်အခြေခံပြီးတော့ဒီ mass 23ရက်ပေါ့နော်ဒီ mean 23ရက်မှာကျွန်တော်အဲ့လာကိုထုတ်လိုက်တာသူ့ရဲ့အချိန်ကြိုက်တော့ဖြစ်သွားတဲ့အတွက်ဒီဒေတင်းကိုလည်းဒီဆောင်းပါကိုလည်းလူကြိုက်များသွားတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်တကယ်တော့ကျွန်တော်တို့ရဲ့ဒီလက်နက်ကင်ကရှမ်းလူထုတိုင်းဝိုင်းတွေမှာရောရှမ်းပြည်သူတိုင်းဝိုင်းလူထုတွေမှာရောအားရကျင်းတဲ့ဖွဲ့မရှိဘူးဆိုတာလေကျွန်တော်တို့တွေးခဲ့ရတယ် အဲဒီ interview ကိုကျွန်တော်စောင်းမမရေးခင်ကကျွန်တော်၃လလကြောင့်ကျွန်တော်အဲ့ရဲ့လူငယ်တွေအတန်းကျွန်တော်နားထောင်ခဲ့တယ်ပြီးတော့ကျွန်တော်ဒီနက်နက်ကင်ထဲကအောက်ခြေရလူထုတွေပေါ့နော်ဒီလူငယ်တွေရောကျွန်တော်နားထောင်ခဲ့တယ်အားရကျင်းနှဖွယ်မရှိဘူးဆိုတာကိုသူတို့ပြောလာတာတွေ့ရတယ်အဓိကတော့ကျွန်တော်လူထုတွေလူငယ်တွေဒီစောင်းမထဲမှာပါတယ်ပေါ့နော်ကျွန်တော်ခေါင်းဆောင်တွေပျောက်နေတယ်နနကိုင်တော်လန်နေတဲ့လူတွေကပဲပျောက်နေလဲပေါ့နော်ဒါတွေကအာရကျင်းတ်မှုမရှိလာတဲ့အပေါ်မှာကျွန်တော်အဲ့ဒါကိုအခြေခံပြီးတော့စောင်းပါထုတ်ခဲ့တယ် ဒီပေါ်မှာလည်းဒါဒီမကဘူးကျွန်တော်တို့ရဲ့ဝိုင်းနိုင်ရေးခေါင်းဆောင်တွေကိုတိုင်းကလည်းလက်နက်ကင်တွေကိုအားရချင်တော့ဖွယ်မရှိတော့ကျွန်တော်တွေးရတယ်ပေါ့နော်တကယ်ဆိုလူငယ်တွေမဟုတ်ပဲနဲ့လူကြီးတွေကစအားမရဘူးဆိုတော့တွေးလာအဲ့မှာဒီစောင်းပါးကအာရေးရင်ကျွန်တော်အရင်တော့က2023ကကျွန်တော်တစ်ခါရေးခဲ့ဘူးတယ်အရာဝတီမှာလည်းတစ်ခါထုတ်ဘူးတယ်ပေါ့နော်တွေးစွန်းတဲ့လက်ကိုတွဲပြီးတော့တွေးရင်လက်ကိုဖယ်ချခြံခဲတော့မလားဆိုရဲစောင်းပါတော့ကလေဒါပေမဲ့အဲ့တုန်းကတော့ဒီ ဟိုဘောစစ်ကောင်စီနဲ့တွေ့ဆုံကြတယ်အပြန်လန်တွေ့ဆုံခဲ့ကိစ္စကိုကျွန်တော်ရေးခဲ့တယ်။အာဒီတစ်ခါတော့၄နှစ်ဒေါ်လာရေးကလေ၄နှစ်ပြည့်လာပြီ။ရှန်းနှက်နှက်ကင်တွေကလည်းဟိုပြောဆိုလာတယ်တခုမှမဖြစ်ဘူးဒေါ်လာရေးမှာအနောက်ကွယ်ကနေပါနေလားဘယ်လိုပါနေလဲဆိုတာကျွန်တော်လူထုတွေကမသိရရှန်းလူထုတွေကဒီရဲ့လက်နှက်ကင်တွေက68နှစ်ပြည့်လာပြီ။ကျွန်တော်လက်နှက်ကင်တွေကဘာလုပ်နေကြလဲ။လူထုတွေကအရင်သိချင်တယ်။တတင်းအဆနမပြောလာဘူး။တတင်းတွေလည်းထိန်ချန်လာတယ်။ဘာတွေလှုပ်ရှားနေရလဲဆိုတာဟို ပွန့်ပွန့်လင်းလင်းမပြောဘူးမီဒီယာကိုလည်းချပြတာလည်းမရှိလာဘူးဒါကြောင့်တီရဲ့ဒေါ်နိုင်ရယုံကြည်မှုအားနည်းလာတယ်တိုက်နေလားတော့ဆိုလည်းမတိုက်နေအချင်းချင်းကြတော့ပြစ်နေတယ်ပေါ့နော်ဒီဟာကြတော့လူထုတွေကလည်းအအရန်ကိုဝမ်းနေရဖြစ်လာတဲ့အတွက်ဒါကြောင့်ဒီဟာကိုကျွန်တော်က message တစ်ခုပေးချင်တယ်ပေါ့နော်ဒီဒေါ်လာရင်းနဲ့နဲ့ကင်တွေကို message တစ်ခုပေးချင်တယ်ဒါကြောင့်သူတို့ရှမ်းလို့ရောကျွန်တော်ထောက်ခဲ့တယ်ဒီခါတော့ဒါကြောင့်ဒီသူတို့ဒီကောင်းဆောင်ပိုင်းနဲ့ဖတ်မိမယ်လို့ကျွန်တော် ယုံကြည်ရေပေါ့နော်ပြီးတော့အာဒီဟာတွေကိုလည်းပြောင်းလဲဖို့လည်းကျွန်တော်တို့ကမျော်လင့်နေပေါ့နော်ဒီကောင်းဆောင်လက်နက်ကင်ကောင်းဆောင်လေးနေနေလေပြောင်းလဲလာဖို့အတွက်ကျွန်တော်အရန်ကိုမျော်လင့်မိတဲ့ဆောင်းပါတပုတ်ပါပဲဟုတ်ကဲ့ဆိုတော့ကိုနတ်ဆန်တော်ပြောတဲ့အထက်မှာလည်းပါတယ်သူတို့နှစ်ဖွဲ့စလုံးဟလာနော်အော်တောင်ပိုင်းရောမြောက်ပိုင်းရောနှစ်ဖွဲ့စလုံးကစစ်တပ်နဲ့အပြစ်ရက်ခဲ့တာပေါ့အဲဒါမဲ့ချင်းချင်းကတော့ခုနကပြောသလိုမျိုးပဲအဲအပြစ် မရက်ဖဲနဲ့အဲတိုက်ပွဲတွေဖြစ်ခဲ့တာပေါ့နော်အဲဒါပေမဲ့အခုခုတော့ဟာလာဒီအပြစ်ရက်ထားတယ်ဆိုတော့အဲတထင်းကြရတာပေါ့အဲဆိုတော့ရှမ်းလူလူတွေမြင်ကျင်တဲ့ဟာလာဒီရှမ်းလက်နှက်ကိုက်နှစ်ဖွဲ့တစ်ဖွဲ့တည်းအဖြစ်ပူပေါင်းရေးကိုဆက်လုပ်မှာလားဒါမှမဟုတ်လို့ရှင်အရင်လိုပဲပြန်တိုက်ကြမှာလားဆိုကျွန်တော်ရှမ်းလူထုကပေါင်းစည်းဖို့ကအခုဒီမှာပြောကြတာမဟုတ်ဘူးညှိလာခဲ့တာတိဆောင်းမားတင်းမှာလည်းပါတယ် နိုင်ရင်ဝိုင်းကကောင်းဆောင်ကပြောတယ်ပေါ့နော်။ဘာပြောလဲဆိုတော့ကျွန်တော်တို့တွေကပေါင်းစည်းဖို့အတွက်နှစ်ပေါင်းများစွာအချိန်ချင်းစ조사ခဲ့တယ်။မအောင်မြင်ခဲ့ဘူး။ဘာကြောင့်လဲပေါ့နော်။ तू ကသူကိုယ်တိုင်ကအဲ့မှာသူတို့ကိုယ်တိုင်ကလည်းဝင်ပြီးတော့ဘာခဲ့တဲ့လူတကယ်ရောက်ကပြောတဲ့ထဲမှာဆိုရင်ကောင်းဆောင်တယ်။ဒီရဲ့ရာထူးယူထားတဲ့ဒီရဲ့စစ်သက်နှစ်သက်ရဲ့ကောင်းဆောင်တွေကလည်းအသက်အရန်ကြီးနေပြီပေါ့နော်။ပြီးတော့ဒီရဲ့ဒီသူတို့တွေကလည်းတည်င်းတွေကိုနားမထောင်ဘူးလားပေါ့နော်။ဒါမှမဟုတ်ရင်သူ့ရဲ့ဒီဟို လူယုံတွေကတည်င်းအချက်လက်မပေးဘူးလားအဲ့မျိုးတွေပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကလည်းမီးเสียဖြစ်လာပြီဒီခေါင်းဆောင်တွေကအာလူထုရဲ့အတန်းကိုတကယ်နားထောင်နေလားနားမထောင်ဘူးလားဆိုတာပေါ့နော်သူတို့အနေနဲ့လည်းပြောင်းလဲမှုတူတစုံတရာလောက်လှုပ်တင့်ပြီပေါ့နော်စစ်တပ်မှလည်းဒီယာထုတွေယူထားတဲ့ခေါင်းဆောင်တွေအရန်ကိုကြာချီခဲ့ပြီလူငယ်တွေနေရာတကယ်ပေးမယ်ဆိုရင်ရောမဖြစ်နိုင်ဘူးလားပေါ့နော်အဲချင်းပြီးပြောင်းလဲတင့်ပြီဆိုတာလည်းပြောလာခဲ့တယ်အာနောက်တစ်ခုက ီတစ်ခါမှပဲမဟုတ်ဘူးကျွန်တော်တို့အပြည့်ရက်ခဲ့တာရှမ်းလက်နှကိုင်းတစ်ခုကဒီ2023လုံးကတစ်ခါအပြည့်ရက်ခဲ့ရဲဒါပေမဲ့တိုက်ခဲ့တယ်မနော်ဒါကအခုထုတ်ပြန်တာတော့မဟုတ်ဘူးဒီတစ်ချိန်ကဒီဒေါ်လာရေးရက်နီးလို့10ရက်အပြည့်ရက်မယ်ဆိုပြီးတော့အမိတ်အချင်းချင်းအပြန်အလှန်ထုတ်ထုတ်ခဲ့ကြတာပဲအဲထုတ်ပြန်ထားတာတော့မဟုတ်အမိတ်အတက်အချင်းချင်းမိတ်ပေးတဲ့သဘောပဲပေါ့နော်နောက်တစ်ခုကလူထုတွေကတော့ပေါင်းစည်းလို့မဖြစ်နိုင်ရင်မတိုက်ကြပါနဲ့ရှမ်းတက်နက်နက်ကန်ချင်းချင်းမတိုက်ပါနဲ့ကျွန်တော်တို့လည်းလူထုတွေကလည်း ရှမ်းနနက်ကင်လောက်ရတဲ့ကြောင်ရှက်အရှက်ရနေပေါ့နော်တကယ်ဆိုရင်ကျွန်တော်တို့ကရှမ်းနနက်ကင်ကြောင်ဂုံယူဝင်ကြွားရမယ့်အချိန်ဘာလို့လဲဆိုတော့68နှစ်ဆိုတာကနည်းနည်းတတ်တမ်းမဟုတ်တော့ဘူးပေါ့နော်ဒါကအဲ့ဒါကြောင်တကယ်ဆိုရင်ဂုံယူရမယ့်အချိန်မှာအခုအချင်းချင်းပြန်တိုက်တော့အော်သူတို့တွေကလူထုအရှက်ရတဲ့ရှမ်းသက်နတ်သက်ဖြစ်နေပြီဆိုတဲ့ဟာပေါ့နော်မပေါင်းစည်းနိုင်ရင်မတိုက်ကြပါနဲ့အဲ့လောက်ထိတောင်မှလူထုတွေကပြောဆိုလာတယ်အဲ့ဒီထဲမှာလဲကျွန်တော်ဆောင်းပါးထဲမှာလဲပါပါတယ်အဲ့ဒါတွေကတော့ နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အဒီတက်နှစ်တက်ပေါ့နော်အာအာသူတို့ရဲ့ခံယူချက်ကဘယ်လိုလဲဆိုတာကျွန်တော်တို့မသိရတဲ့ဟာပေါ့နော်ဒီရဲ့ဟာပေါ့နောက်တစ်ခုကအာပေါင်းစည်းရေးမပေါင်းစည်းရေးဆိုတာထက်မတိုက်ဖို့ပဲအရေးကြီးတယ်တိုက်နေတမျှတော့ကျွန်တော်တို့လူငယ်တွေကလည်းဒီရှမ်းနဲ့နှက်ကင်တွေနှစ်ဖက်ထဲကိုဝင်ပြီးတော့ပူပေါင်းပြီးတော့လက်နက်ဆွဲကင်တွေကြမှာမဟုတ်ဘူးအခုဆိုရင်လည်းတကယ်လို့သူတို့ကမတိုက်တော့ဘူး အမခံပေးနိုင်တယ်ဆိုရင်ရှမ်းလူငယ်တွေကလည်းဒီတော်လန်ရေးထဲကိုဝင်ဖို့အတွက်ဟိုပြောဆိုလာရှိရပါတော့အခုဆိုရင်လူငယ်တွေကအာမဝင်နိုင်တာကအချင်းချင်းတိုက်မယ်အခုဆိုရင်ရှမ်းပြည်ရဲ့အလဲပိုင်းပေါ့နော်မိုင်းကင်လဲချတဝိုက်မှာအပြိုင်လန်စစ်မှုထမ်းဖို့ခေါ်ကြတယ်ဆွဲကြတယ်ရှမ်းနဲ့နဲ့ကင်အချင်းတက်နှစ်တက်ကဒါမဲ့လူငယ်တွေကမဝင်နိုင်ဘာကြောင့်လဲဆိုတော့အချင်းချင်းပြန်တိုက်ရမှာ အချင်းချင်းတိုက်တဲ့အတွက်ရှမ်းပဲတည်မယ်။ဒါကြောင့်သူတို့တွေကဒီရဲ့နေဆက်ဖက်ကိုဖြတ်ကျော်လာကြအများကြီးရှိရပါတော့။ဒီအာနာသိမ့်ပြီးနောက်ပိုင်းမှာပုံများလာတယ်ပေါ့နော်။ဒါကြောင့်သူတို့တကယ်လို့ဂတိတစ္ဆာတကယ်ရောတည်မဲရင်အချင်းချင်းမတိုက်တော့ဘူးဆိုရင်တော့လူငယ်တွေကစစ်တပ်ထဲဝင်ဖို့ဟိုဟာပြောဆိုလာရှိပါတယ်။စစ်တပ်ဆိုရှမ်းနဲ့နဲ့ကိုက်တယ်။ရှမ်းနဲ့နဲ့ကိုက်တယ်။ဆိုတော့ဟိုနည်းနည်းလေးဆက်ပြီးတော့ဆွေးနွေးနေကြတာဥစားကအဲရှမ်းလက်ကိုက်အဖွဲနှစ်ဖွဲ့ မတိုက်တာအပြင်ကိုခုနကတော့ဒီနွေဦးဒေါ်လာရင်းမှာဆိုလို့ရှိရင်လည်းရှန်လက်နှစ်ကိုင်းနှစ်ဖွဲ့စလုံးမပါဘူးပေါ့ဟိုတန်းဆန်တော်ရေးထားတဲ့စောင်းပါးထဲမှာလည်းအလူငယ်တွေတော်တော်များများခုနက PDF ထဲကိုကူအဲ့လိုမျိုးဝင်ကြပြီးတော့ဟိုဟိုဟိုအနာသိစစ်တဲ့ကိုပြန်တိုက်ကြတယ်တဘောမျိုးပေါ့နော်ရေးထားတာတွေ့ရတဲ့အခါမှာကြာတော့အဲတဖက်ကပြန်ကြည့်တဲ့အခါမှာခုနကဒီစစ်မဖြစ်တဲ့အခါမှာပေါ့နော်စစ်တံကို မခံရအောင်ပေါ့တခြားအလိုမျိုးဟိုစစ်တမ်းခံနေရတဲ့ဟုတ်လားဒေတာတွေကိုလည်းကျွန်တော်တို့အညာတို့ဟုတ်လားခုနကနောက်ပြီးတော့ဟိုရခိုင်တို့အဲကချင်းတို့ကရင်တို့မှာကျွန်တော်တို့တွေ့နေရတာပေါ့ဆိုတော့ဒီလိုမျိုးလူ့တော်လှန်ရေးမှာမပါဘဲနဲ့ဟုတ်လားဒီစစ်တမ်းနဲ့အပြစ်ရထားတဲ့ဥစ္စာကစစ်တမ်းမခံရဘူးလို့အဲရှမ်းပြည်သူလူထုတွေကမမြင်ကြဘူးလားအင်းအားလုံးကတော့ စစ်တမ်းကတော့ခံနေရပဲပေါ့နော်ຫນွေဦးမှာပါရေးမပါရေးရတော့ရှမ်းလူထုမှာလည်းဒီတစ်ဆယ်နှစ်ခွန်စစ်စင်ရေးလောက်လာတဲ့ချိန်မှာတော့ခံရတာပါပဲအာတကယ်တော့ကိုလူမျိုးပေါ့နော်ဒီရဲ့ဒေါ်လာရေးကိုစတီထောင်လာတဲ့ကကိုလူမျိုးရဲ့ဖိနှိပ်ခံဘဝလူမြောက်ဖို့အတွက်ကိုပြည်နယ်လူမြောက်ဖို့ပေါ့နော်ဒီရှမ်းပြည်နယ်လူမြောက်ဖို့အတွက်ဆိုပြီးတော့တီထောင်လာကြတာပဲတတ်တရဒါကြောင့်ရှမ်းလူထုတွေကလည်းတကယ်လို့ဒီဒေါ်လာရေးမှာပါတီဒီဖြစ်ရင်တောင်မှလူထုတွေအကုန်လုံးကဒီဒေါ်လာရေး က်ကိုကိုလူမျိုးရဲ့တက်သေးကိုဝင်ဖို့လောက်ကြမှာနောက်တစ်ခုကအခုလူငယ်တွေကတချို့ဆို PDF တဲ့တကွဲတပဲဖြစ်သွားတဲ့ရန်လူလူငယ်တွေရှိတယ်ပေါ့နော်ဒါကတော့ဟာဟာတက်ကမပါပေမဲ့လူငယ်တွေကလည်းဒေါ်နိုင်ရေးထဲမှာပါနေတဲ့လူငယ်တော့ရှိတယ်။မှဆိုရင်မိုးပြဲဖဲခုံထဲမှာဆိုရင် PDF တွေရှမ်းလူငယ်တွေကအများကြီးပါတယ်ပေါ့နော်။အာခဏတော့မေကွန်းအရဆိုရင်အာအလုံးကတော့ထင်ကြမယ်ပေါ့နော်။ဒေါ်နိုင်ရေးထဲမှာရှမ်းလက်နက်ကင်မပါလို့အာစစ်မဖြစ်တဲ့စစ်တမ်းမခံရဘူးလားဆိုတော့လေကျွန်တော်တို့ခံနေရပဲ။ တစ်ချက်ရှမ်းနဲ့နှကိုင်မပါဘူးဒါမဲ့ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ပြဿနာကရန်လူတို့ခံရတာပဲနောက်တစ်ချက်ကျွန်တော်တို့ရှမ်းတောင်ပိုင်းကိုကြည့်မယ်ဆိုရင်ရွာရွာငန်းအဲဒီတကြောရက်ဆောက်တကြောဆိုရင်လည်းရှမ်းချင်းချင်းကတိုက်ပွဲဖြစ်နေတယ်အဲ့ဟာကိုရှမ်းလူတို့ကလည်းထပ်ခံရတာပဲဒါကြောင့်တော်လန်ရေးမှာပါတီဖြစ်စေမပါစေဖြစ်စေပေါ့နော်ကျွန်တော်လူထုတွေရဲ့ဒုက္ခကမဲနှမ်းကတော့ထက်မစင်စားကြဘူးဒါကြောင့်အာ ီလက်နဲ့တီတော်လန်ရေးထဲမှာမပါလို့ပဲလူရန်လူထုတွေကလူမြောက်မလားဆိုတော့လည်းမလူမြောက်နိုင်ဘူးဒါကြောင့်တော်လန်ရေးကစတီထောင်ကလေးကရှမ်းပြည်လူမြောက်ဖို့အတွက်ရှမ်းလူမျိုးဖိနှိပ်ခံဖို့ကလူမြောက်ဖို့အတွက်ဆိုပြီးထောင်ခဲ့တယ်ပေါ့နော်ဒါဟုအမတ်ရဖို့တော့လိုအပ်တယ်ပေါ့နော်ဒါကြောင့်ဒီရဲ့တော်လန်ရေးထဲမှာဘယ်လိုပါနေလဲမပါလေဆိုတော့သူတို့အတိဆုံးပဲအဲဒီလက်နက်ကင်တွေကအတိဆုံးပဲပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့မီဒီယာတွေကလည်း သူတို့ကိုတချို့ကပြောရမှာမီးတော်လန်ရေးကိစ္စကဘာကြောင့်ချပြရမလဲဆိုချပြစရာမလိုပါဘူးကျွန်တော်ပြောတာတိုက်ပွဲစစ်ရေးစိတ်ကိစ္စချပြစရာမလိုဒါပေမဲ့လူထုကိုဟိုဟိုပါဘောပဲပြောမှာလဲစစ်စစ်အခုဆိုရင်လည်းအာဒီတော်လန်ရေးမပါပေမဲ့လည်းဒုက္ခရောက်နေတာပဲလေဒါကြောင့်သူတို့ရဲ့ပွင့်လင်းမြင်သာဖို့ဘောတော့ချပြဖို့တော့လိုအပ်မယ်ပေါ့လူထုတွေယုံကြည်ရဖို့အတွက်တော့ချပြဖို့လိုအပ်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နတ်စလုံးပြောတဲ့အထက်မှာလည်းပါတယ်ခလာရှမ်းပြည်လူမျိုးရေးကို ်ဦးတည်ထားတဲ့ဟာလာတော်နိုင်ရေးပေါ့နော်ဆိုတော့ဒါမဲ့68နှစ်ကြာပြီးတဲ့ဒီနေ့လိုလက်ရှိကာလကို ပြန်ကြည့်မယ်ဆိုရင်ရှမ်းပြည်လို့ပြောပြမယ်ရှမ်းပြည်ထဲမှာခုနကဝါတပ်ဖွဲ့ UWS ရှိလာပြီဟာလာအဲဂူကန်တပ်ဖွဲ့ MNDA ရှိလာပြီ TNL နောက် PDF စတဲ့အဖွဲ့တွေအများကြီးရှိလာတဲ့အပေါ်မှာရောရှမ်းတူတူအနေနဲ့ဘယ်လိုမြင်လဲပေါ့အဲနောက်တစ်ခုကတော့ကြက်ကြက်ပြန့်ပြန့်ပေါ့ဟာလာခုနော် ဟိုနိုင်ငံကြီးကပြောမယ်ဆိုရင်ရှမ်းပြည်ဖက်ဒရယ်ရှမ်းပြည်ပေါ့နော်ဘယ်လိုတည်ဆောက်ကြမလဲနောက်ထပ်ပြီးတော့ကျယ်ဝန်းတဲ့အောက်ဆောင်ကြည့်မယ်ဆိုလို့ရှိရင်ဖက်ဒရယ်ပြည်တော်စုကိုရှမ်းပြည်ဒါတွေဘယ်လိုတည်ဆောက်ကြမလဲအဲ့ဒီအမြင်တွေရောလူထုတွေကြားထဲမှာဆွေးနွေးပြတာတွေပြောကြဆိုကြတာတွေရှိလားဗျအာအဲ့တော့ကျွန်တော်တို့အမေတမ်းပြောနေကြပါဦးမြန်မာပြည်ရဲ့ပြည်ထနာကိုမဖြေရှင်းခင်မှာရှမ်းပြည်ရဲ့ပြည်ထနာကိုအရင်ဖြေရှင်းရင်အာဒီရဲ့ နိုင်ရည်ပြတနာတဝက်ကြော်တော့မဟုတ်80ရာခိုင်နှုန်းကပြီးမြောက်တယ်ပေါ့နော်။ဒါကြောင့်ရှမ်းပြည်ရဲ့ပြတနာကအရန်ကိုရှုပ်ထွေးတယ်။ကျွန်တော်ပြန်ပြီးလေ့လာရသမျှဆိုရင်တော့အရန်ရှုပ်ထွေးတယ်ပေါ့နော်။နှစ်ပေါင်းများစွာဖြစ်လာခဲ့ပြီ။လူမျိုးတွေများတယ်၊လက်နက်ကင်တွေများတယ်။အဲတော်လန်ရေးတက်လို့ပြောကြတယ်အကုန်လုံးကဒီရဲ့တရားစာတတွေကလည်းများတဲ့ဒေတာတစ်ခုဖြစ်တဲ့အတွက်ပြတနာကတော့အရန်ကိုများတယ်။ဘယ်တော့မှရှင်းရင်လည်းမပြီးနိုင်တဲ့ပြဿနာပေါ့နော်ဒီຫນွေဥဒေါ်လာကြီးပြောမလားဒီလက်ရှိဒေါ်လာကြီးပြီးရင်တော့မှတူမပြီးသွားတဲ့ လူမျိုးရေးပြဿနာပြန်လာလာတယ်။ဆိုတာကျွန်တော်တို့ပြန်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်။ဒီရဲ့ပြဿနာတွေကအရန်ကိုကြီးထွားတယ်။အာလူမျိုးဆွဲတွေပေါ့နော်။ကျွန်တော်တို့လူမျိုးဆွဲတွေရှိလာကြတယ်။အဲလူမျိုးတက်တွေပေါ့နော်။ဒါရှိလာတဲ့အတွက်ဒီဟာတွေကရှင်းဖို့ခက်ခဲမယ်ပေါ့။ဒီရှမ်းပြည်ရဲ့အရေးကအရန်ကိုပြောကြတယ်။ဒီနောက်ထပ်တစ်ခုကကျွန်တော်တို့ပြန်နောက်တမိုင်းချောင်းကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီစော်ဖွားခက်ကဆိုရင် ြတနာဘာမှမရှိခဲ့ဘူးပေါ့နော်အဲဒါလည်းပြန်စဉ်းစားစရာပေါ့နော်အရင်တော့ဆိုကျွန်တော် federation ပြီးပေါ့နော်ဒီစနစ် champion federation စနစ်ကိုကျင့်သုံးခဲ့တော့ကကြတနာတိတ်မရှိခဲ့ဘူးပေါ့နော်အာဒီကျွန်တော်ဒီလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာဒီ1962နောက်ပိုင်းလေဒီစော်ဖားတွေဖန်စီခံရတယ်အဲ့ဒီနောက်ပိုင်းမှာလည်းကျွန်တော်တို့ရဲ့ champion federation champion ကလည်းအဲပျောက်ဆုံးသွားတယ်ပေါ့နော်တကယ်ဆိုဒီ federal ကိစ္စပြောဆိုလာတာလဲရှမ်းလူမျိုးတွေကစပြီးတော့ပြောဆိုလာခဲ့တယ်အဲဂိုင်ဆွဲလာခဲ့တယ်ကျင့်သုံးလာခဲ့တယ် ဒါပေမဲ့ဒီပြည်တနာတွေကလည်းအခုတတိပြောရင်တော့ရှင်းလို့မရအောင်နောက်ဆုံးတော့ကျွန်တော်အားလုံးပြောကြတယ်ဒီ factor စနစ်နဲ့ပဲကျွန်တော်ထပ်ပြီးသွားမှပြည်တနာကပြန်ရှင်းနိုင်မယ်ဒါပေမဲ့ကျွန်တော်တို့အခုကဒီ factor စနစ်ကိုမတွားခင်မှာဒီလက်နက်ကင်အရေးပြည်တနာကိုဘယ်လိုရှင်းကြမလဲဘာလို့ဆိုတော့ခဏတော့ပြောတော်လို့ပဲပေါ့လက်နက်ကင်လည်းအများများလာတယ်ကျွန်တော်တို့ရဲ့တိုင်းရင်သားလက်နက်ကင်အချင်းချင်းကြားမှာလဲစီယုံဖို့လိုအပ်တယ် လူထုကြီးအင်းသားမှာစီယုံလို့ဖို့လိုအပ်တယ်အခုကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ပြန်မြင်ကြည့်ရင်တော့အချမ်းမြောက်ဆိုရင်လည်းတရုတ်ဟိုဟိုပါဘောနော်ခေါင်းဆောင်တင်ထားတယ်လို့ပဲပြီးရင်စကားစပါမယ်အမဲတန်းဒီနှစ်ခုပေါ့နော်ကျွန်တော်တို့ဒီတိုင်းပြည်ရဲ့ပြဿနာရှမ်းပြည်ပြဿနာအဆဖြစ်တာလေဒီရဲ့အဲဒီစစ်ကောင်စီရဲ့တွေးခွဲမှုတွေကြောင့်ကျွန်တော်ဖြစ်ခဲ့တာကျွန်တော်ရဲ့ပုံရံသူကျွန်တော်သိရမယ်ဒါပေမဲ့ဟို30နှစ်ခုစစ်စင်ရေးပြီးတဲ့နောက်ပိုင်းမှာလဲစကားစနဲ့စကားပြောကြတယ်ပေါ့ ျွန်တော်တို့ပြောချင်တာကဆက်ခဆနဲ့မပြောဘဲနဲ့တိုင်းရင်သားလက်နက်ကန်ချင်းချင်းကြားထဲမှာပေါ့နော်ပြည်နယ်ထဲမှာရှိရဲ့လက်နက်ကန်ချင်းကြားမှာဆွေးနွေးဖို့လိုအပ်တယ်ကိုပါဖြစ်ချင်တယ်ကိုပါလုပ်ချင်တယ်ကိုပါရချင်တယ်ပေါ့ဒါကလည်းလူထုတွေရဲ့ပြောတဲ့စကားလုံးကိုကျွန်တော်ပြန်ပြီးတော့ပြောပြရပဲရှိတယ်အဲ့ပေါ့နော်အခုက30နှစ်ခွန်စစ်စင်မှာကိုထိန်းချုပ်လိုက်ပြီးဘယ်လိုဆိုလဲစစ်ကောင်စင်နဲ့ပြေးသွေးရတယ်ပြီးရင်တရုတ်ကလာပြီးတော့အာဂျားဝင်စစ်ဆက်ညှိနှိုင်းဆွေးနွေးတယ်ဒီအရေးတွေပေါ့နော်လူထုကလုံးဝမကြိုက်ဘူး ကျွန်တော်တို့ရဲ့လက်နက်ကကျွန်တော်လူမျိုးစုတွေကြားထဲမှာပဲပြောဆိုဖို့လိုအပ်တယ်။ဒီလိုမှမဟုတ်ရင်လည်းဒီကြားထဲမှာတွေးခွဲတဲ့ကိစ္စတွေမှာတတိထားဖို့လိုအပ်တယ်ဆိုတာလူထုကပြောလာတယ်။ဒါပေမဲ့အခုကဘာဖြစ်လာလဲဆိုတော့ရှမ်းတော်လန်ရေးတက်နေတဲ့ကတော်လန်ရေးထဲမှာမပါတော့ရှမ်းလူထုတွေအနေနဲ့ပြောအားနဲတယ်။ဘာလို့လဲဆိုတော့စစ်ပောင်ကကျဲနေတယ်။နိုင်ရင်ရေးပောင်ကကျင်းနေတယ်တကယ်တော့ကျွန်တော်တို့လူထုတွေရဲ့ပြောစကားကလည်းအားမမြောက်ဘူးရှမ်းလူထုတွေကဒါကြောင့်တစ်ခါလေကြာရင်လည်း ဟိုစစ်ရေးသွားမလားနိုင်ငံရေးသွားမလားဆိုတော့စစ်ရေးအခုကိစ္စတွေရှုပ်ထွေးနေတယ်များတော့နိုင်ငံရေးပေါင်ကသွားလို့မရဘူးဆိုတာပေါ့နော်ဒီအရေးတွေကလည်းအချင်းချင်းကြားထဲမှာဆွေးနွေးဖို့လိုအပ်တယ်ဒီရဲ့ပြည်နယ်ရဲ့အရေးကိုအချင်းချင်းတိုင်းရင်းသားချင်းချင်းနေဆွေးနွေးနိုင်ပြီးမှပဲကျွန်တော်တို့ဟိုခဏတော့ federal စနစ်ပဲသွားသွားပဲစနစ်ပဲသွားသွားပေါ့နော်အာတည်ငြိမ်နိုင်မယ်တိုင်းပြည်နယ်ကအခုကတော့ကျွန်တော်ကြီးလိုက်မယ်ဆိုရင်လည်းတအန်းပလောင်ကလည်းကိုပိုင်ပြတန်းခွင့်ကိုပိုင်ဖက်ထရယ်စနစ် ဆိုတဲ့ပြတန်းစာပြတန်းဟာလည်းထုတ်လာပြီသူတို့ထိန်းချုပ်မဲ့နေရာလည်းထုတ်ပြန်လာရှိတယ်အာ sub state လို့ခေါ်တဲ့ကချင်ကလည်းဘယ်နေရာတွေဦးဆောင်မယ်ဒါပေမဲ့ဒီနေမျိုးကိုပြန်ကြည့်လိုက်မယ်ဆိုရင်အာအလုံးကစုနေကြတယ်ပေါ့နော်ဘယ်လိုခွဲကြအောင်လဲဆိုတော့ဒီလူတွေကစကားလာမပြောမရအောင်ဘယ်လူကဦးဆောင်ဆစ်ဆက်ဆွေးနွေးနေနေဒီရဲ့ပြည်နယ်ကြီးကပြီးတော့မှမဟုတ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရဲ့ပြည်နယ်ပြည်ထနာကိုကျွန်တော်တို့လူမျိုးစုတွေဒီထဲမှာနေထိုင်တဲ့လူမျိုးစုတွေဖြည့်ရှင်းမှပဲရနိုင်တဲ့ အရေးတစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့ဟုတ်ကဲ့ခုလိုမျိုးကျေပြန်ပြန်ပြန်သုံးသပ်ဆွေးနွေးပြီးတဲ့အတွက်ကြောင့်နောက်ဆက်တော့အထူးကျေးဇူးတင်ရှိတဲ့အကြောင်းပြောပြသေးရဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ပါဒါတော့နောက်ဆက်တော့ ਨੇ အင်တာဗျူးဗီဒီယိုဖိုင်မဖြစ်ပါတယ်ဆိုတော့ဒီရဲ့ဗီဒီယိုလေးကိုကြည့်ပြီးနောက်လဲပေါ့နော်ကျွန်တော်တို့အတွက် brutal ခုရမယ်နောက်ကြတော့တွေးတွေးမြင်နေတခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်တို့ဒိုင်နာပရိပခတွေဆိုတာပေါ့နော်ဒိုင်နာဖြည့်ရှင်မှာပဲရမယ်ဆိုတော့ဒီရဲ့3000နစ်ခွန် လုဆောင်သွားတဲ့အရာမှန်လားမလားဆိုတဲ့အရာကိုလဲပေါ့နော်ကျွန်တော်တို့ comment မှာရေးခဲ့ပြပါအောင်ဆိုတော့ကျွန်တော်အများကြီးပြောရပြန်တယ်ကျွန်တော်ဗီဒီယိုလေးဒီမှာပဲအဆုံးသတ်ပါတယ်ဆုံးတိလက်ပါကြည့်ရှုပေးတဲ့ညီကောင်မများရောက်ရှိစင်စင်တဲ့ထူးထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျကျွန်တော်တို့တော်လိုင်းညီကောင်မများအားလုံးဆက်ဆက်ရအစီအစဉ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နေ့ကျမှပြန်တွေ့ကြမယ်ကျမရေးကျူဆိုင်ကြပါခင်ဗျ